2025မလ28ရက်နေ့မှာသခိုင်းမျိုးကိုဥတီပြီးငလျင်ကြီးတစ်ခုလှုပ်ခတ်သွားခဲ့တယ်။ဒီငလျင်ကြီးဟာမန္တလေးမျိုးကိုလည်းလုံလုံလောက်လောက်ဒုက္ခပေးနိုင်ခဲ့တယ်။ငါတို့ရှိကမျက်မြင်ကဘာကရုတ်ချီပြောင်းလဲသွားတယ်။အဆောက်အုံတွေဟာပြိုတယ်။လူတွေကတေးကြေကြတယ်။လမ်းပေါ်မှာလူကြီးလူငယ်ဘာသာမွေအော်ဟစ်ပြေးလွှားနေကြကြတယ်။လူအသက်တွေတောင်ပုံရပုံငါတို့ရှိမှာရှေးခေတ်အမွေနဲ့အုပ်ပုံတွေငါတို့ရှိမှာ ပျက်စီးမှုများစွာနဲ့ဆုံးရှုံးမှုကြီးခဲ့တဲ့စိတ်ကူးအိမ်မက်အပိုင်းဆာတွေကငါတို့ရှေ့မှာအုပ်ပုံတွေကြားမှာအငွေ့ပြန်သွားတဲ့မျောလင့်ချက်ရဲ့ရဲ့လေးတွေရှိခဲ့တယ်။ရှိဖူးတယ်။မန္တလေးမှာမျောလင့်ခြင်းယထာတစင်းတော့ကြံနေကောင်းပါရဲ့။ဆရာမြတ်တန်းတင်ပြောဖူးတယ်လို့ပေါ့။ဖီးနှက်ငက်တွေဟာဘယ်တော့မှမသေးတတ်ဖူးတယ်။ကိုကိုကိုမိရှုပြီးပြာပုံထဲကနေပိုလာတဲ့အတောင်ပံတွေနဲ့ပြန်လဲရှင်သန်တတ်တယ်တဲ့။ဒန္နာရီလာဆိုပေမဲ့ငါတော့ယုံနေ။လူတွေဟာလဲကြတတ်တာပဲ။ အဆောက်အဦးတွေလည်းပြိုကျတတ်တာပဲဒါပေမဲ့စိတ်တက်တွေကိုတော့ဗမီးနဲ့တိုက်တိုက်လောင်မြိုက်မှာမဟုတ်ဘူးဖီးနှက်ငှက်ဟာစစ်မှန်တဲ့စိတ်တက်ကိုကိုစားပြုတယ်လို့မလေးမြို့ကြီးဟာလည်းစစ်မှန်တဲ့စိတ်တက်နဲ့ပြန်လာနိုင်မယ်လို့ငြာယုံနေဖီးနှက်ငှက်ကပြာပုံထဲကပြန်ရှင်တန်လာပြီးတဲ့အခါတောင်ပန်အခက်လက်တွေကပိုတောက်ပလာတာပိုအယောင်ဆုံးလာတာ မန္တလေးဟာလည်းပိုခိုင်မာပိုလာပါတဲ့မြို့အနေနဲ့ငါတို့တွေ့ရဦးမှာအသေးချပဲမတည်နိုင်သောဖိနှက်ငက်လိုမန္တလေးဟာမတည်နိုင်သောမြို့တစ်မြို့ဖြစ်တယ်။အုပ်ပုံတွေထဲကနေ ပြာပုံတွေထဲကနေမန္တလေးရဲ့ဝိညာဉ်ကပြန်ရှင်တန်လာဦးမှာပဲငါကတော့ဒီလိုပဲယုံပါတယ်ယုံပါတယ်